အားလုံးပဲမင်္ဂလာပါအာဒီနေ့အဲ့အလုပ်များတော့ sharing လုပ်ချင်တာလေးတွေရှိတယ်ဒါပေမဲ့ဒီနေ့ပြောဖို့အဆင်မပြေဘူးအဲ့တော့ပြောချင်တဲ့စကားတစ်ခုကတော့ဟိုအယုန်နဲ့မှတတိယနဲ့ရှိနေတဲ့လူတယောက်ရှိတယ်ဗျာ သူကသူ့နာမည်အမတ်တီတာလို့ခေါ်တယ်ကျွန်တော်ဘဝမှာကျေးဇူးရှင်ဆိုရင်လည်းဟုတ်တယ်စိတ်နာကျင်စရာအကောင်းဆုံးလူဆိုရင်လည်းဟုတ်တယ်နောက်တော့တတိယရှိဆုံးနဲ့အပွင့်လင်းဆုံးဘဝမှာတွေ့ကြုံမှုတွေမိန်းကလေးတွေထဲမှာတတိယရှိဆုံးနဲ့ အပွင့်လင်းဆုံးမင်းကလေးဆိုလည်းဟုတ်တယ်။တော့တော့သူစီရနေပြီးတော့ပညာတွေလည်းအများကြီးရလိုက်တယ်လို့ကိုစီရနေပြီးတော့လည်းသူလည်းပညာတွေအများကြီးယူတော့တယ်ဗျ။ဘာပဲဖြစ်ဖြစ်ဗျာသူနဲ့တွေ့ခဲ့တဲ့တက္ကသခဏလေးချိန်လေးရဘဝရဲ့အစိပ်ပိုင်းလေးရ အမတ်တရားတွေအများကြီးကျန်ခဲ့သလိုအမတ်တမတ်တရားလည်းယနေ့အချိန်ထိအမတ်တရားဖြစ်ထင်ကျန်နေခဲ့တယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးဖို့ရှိတယ်အဲ့တော့သူနဲ့ပတ်သက်တဲ့ memory တွေကိုကျွန်တော်ပြန်စဉ်းစားနေရတယ်အဲ့တော့အဲ့ဒီအကြောင်းတွေထဲမှာမျိုးသမီးတယောက်ဘဝကိုရင်ဆိုင်ရတဲ့ ခက်ခဲတွေလင်ယောက်ျားသားသမီးပေါ်ထားတဲ့စေတနာတွေမေတ္တာတွေအပိစက်ခြင်းတွေအနင်းနာခံခြင်းတွေအဲ့ဒါတွေပါတယ်တော့ကျွန်တော်ဘက်ကကြည့်မယ်ဆိုရင်လည်းကိုယ်အစဉ်ပြေနေခြင်းကိုယ်အစဉ်ပြေစဉ်တုန်းကသူ့ပေါ်ကိုကိုယ်စေတနာရင်းမှန်တဲ့ကုညီခဲ့တဲ့အရာဝိတ္တကကိုယ်ရန်ခက်ခဲဖြစ်ပြီးတော့ ကိုရန်နှိမ်ပါပြီးတော့ကိုရန်ကိုတိမ်ငယ်နေတဲ့အချိန်မှာကိုအတွက်ကိုထီးတဲ့ချောင်းဖြစ်ခဲ့တယ်ကိုအတွက်ကိုလမ်းတစ်ခုဖြစ်ခဲ့တယ်ကိုအတွက်ကိုစုပ်ကင်စရာတောင်မွေးတစ်ချောင်းလိုမျိုးပေါ့နော်သူဖြစ်ခဲ့တယ်အဲ့တော့သူနဲ့ကျွန်တော်နဲ့တွေ့ကြုံခဲ့တဲ့အချိန်ကလေးက နှစ်ကာလအပြင်ကြည့်မယ်ဆိုရင်နှစ်နှစ်သုံးနှစ်ဒါကာလလေးပဲရှိတယ်အဲ့ဒီနှစ်နှစ်သုံးနှစ်ဒါကာလလေးပေါ့တတလုံးတဘောလုံးစာတော့မေးမရလောက်တဲ့တယောက်ကိုတယောက်မေးမရလောက်တဲ့အခြေအနေပေါ့ဗျအဲ့ဒီထဲမှာအချစ်တွေမပေါ့အဲ့ဒီမှာတဏှာတွေမပေါ့အဲ့ဒီထဲမှာလောဘတွေမပေါ့ဗျ အဲ့ဒီတည်းမှာတယောက်ကိုတယောက်နားလည်မှုပဲရှိတယ်အဲ့တော့သူ့ရဲ့သူနဲ့ပတ်သက်တဲ့ memory တွေကိုကျွန်တော်အခုစဉ်းစားနေရပြီလွန်ခဲ့တဲ့18နှစ်လောက်အရင်တုန်းကအကြောင်းနေဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့အမြန်ဒီအကြောင်းတွေကိုကျွန်တော်ပြန်ပြီးတော့တကယ်ချင်းတွေ share လုပ်ပေးမယ် share လုပ်ပေးကြရတဲ့အကြောင်းရင်းကတော့ မိမတိုင်းကိုမိမတိုင်းကို အထင်မသေးဘူးပြီးတော့မိမတယောက်ဘဝမှာလမ်းမကိုရှောင်နေတယ်ဆိုရင်တော့မှသူဘာကြောင့်ဒီလမ်းမကိုရှောင်နေတာလဲဆိုတော့ခင်ဗျားမသိဘူးအရန်ကြီးမဆွဆွဲနဲ့အရန်ကြီးအပြစ်မတင်နဲ့အရန်ကြီးဒီမိမတယောက်ကိုရှုံချပြီးတော့မပြောပါနဲ့ သူဘာကြောင့်လမ်းမကိုရှောင်နေလဲဆိုတာအရင်သိအောင်စူးစမ်းပါပြီးတော့မှခမရမကူညီနိုင်ဘူးဆိုရင်တော့တတ်နိုင်တယ်လို့သူ့ကိုမရှုံချဘူးမနှိမ်ချဘူးနောက်တော့မပြစ်ပယ်ဖို့တော့ကိုကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်တော့ကိုလည်းပဲအခက်အခဲဖြစ်လာတဲ့အချိန်ဒီမှာ ဟာဒီမိမတယောက်မဟုတ်လို့ငါအားကိုးလို့ရပါမလားဒီမိမတယောက်မဟုတ်လို့ငါသူ့ရဲ့ဟိုသူ့ဆီကနေဘယ်အခုညယူလိုက်ငါနှိမ်ပါသွားမလားငါတိမ်ပါသွားမလားဆိုတဲ့မလို့လားအဲ့တော်ရီမထားပါနဲ့အဲ့ဒါတွေကအမအမတကယ်တော့အဲ့ဒါတွေဘာမှဘဝတမိုးရှိတဲ့အရာတွေမဟုတ်ဘူးပြ အဓိကတော့တယောက်ကိုတယောက်နားလည်မှုတယောက်ကိုတယောက်အပေးယူမြနေဖို့ပဲအရေးကြီးတယ်ဘုလို့အဲ့တော့ကျွန်တော်ကြားထဲမှာအချိန်ရရင်ဒါလေးကိုကျွန်တော်တကယ်ကြီးနေကို sharing လုပ်ပေးမယ်အရန်တန်ဖိုးရှိတဲ့မိန်းမတယောက်အကြောင်းကိုပြောပြမယ်အဲ့ဒီမိန်းမဖြတ်တန်းခဲ့ရတဲ့ဘဝရဲ့အခက်အခဲတွေနာကျင်မှုတွေကိုပြောပြမယ် နောက်တော့ကိုအဆင်ပြေနေတဲ့အချိန်မှာသူအရန်တိမ်ပါနေတယ်သူအရန်နေပါတဲ့အချိန်မှာကိုသူ့ကိုကူညီခဲ့တဲ့တက္ကနအချိန်လေးကိုကိုအရန်နေပါနေအချိန်ကိုအရန်တိမ်ပါနေအချိန်မှာကိုကိုပြန်ဘလို့ကျွေးစုဆက်သွားတယ်လေဆိုလေအဲ့ဒါလေးကိုပြောပြချင်တယ်အမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ဒီဒီဒီဇာတ်ကြောင်းလေးကို sharing လုပ်ပေးမယ်နော် အခုတော့ဥပုပ်လဲဆောင်းထားတယ်တော့ဒီနေ့နည်းနည်းအလုံးများတယ်ဗျာအရင်ပင်မမျက်စိတွေလဲစက်နေပြီဘာလို့တော့ကျွန်တော်အလုပ်ကကွန်ပျူတာရှေ့မှာဆက်လေးနိုင်ထိုင်နေရတယ်ဗျာအဲ့တော့ဒီမျက်လုံးတွေအရင်အရင်ဝင်ဖြစ်နေတာကျန်နေဗျာအသက်ကြီးလာတော့လူငယ်တွေလိုမျိုးခံနိုင်မရှိတော့ဘူးဗျာ ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုရခဲ့တဲ့ဘဝအတွေ့အကြုံတွေကိုနားထောင်နေတဲ့လူရှိလဲနားထောင်ကြပါနားမထောင်ခြင်းဘူးမကြိုက်ဘူးဆိုရင်လည်းပဲကြောသွားကြဖို့ဗျာဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့တွေ့ကြုံရတဲ့ဘဝဖြစ်ရတဲ့ကိုအမှန်ကိုအမှန်တိုင်းပဲဝန်ခံပြီးတော့အရှိကိုအရှိတိုင်းပဲပြောလိုက်ခြင်း အဲ့တော့ရင်ထဲမှာပေါ့သွားတော့ပေါ့ဗျာဒါပါပဲโอเคတကယ်ကြီးအားလုံး bye bye နောက်ပြန်ဆောင်ကြတော့ဘူးเนาะ